KNU ဥက္ကရာပါဝင်တာဝန်ရှိတဲ့ခေါင်းဆောင်တွေအားလုံးကိုမင်းအောင်လှိုင်ကတေတံပေးလို့ရတဲ့အမှုဖွင့်လိုက်ပါပြီ KNU ခေါင်းဆောင်တွေကိုတေတံပေးလို့ရတဲ့အမှုဖွင့်လိုက်တယ်ဆိုတာကတော့ KNU တမျိုးသားလုံးကိုတနည်းအားဖြင့်စိန်ခေါ်လိုက်ခြင်းဖြစ်တယ်။ဒီနေ့ဒီအကြောင်းကိုပဲကျွန်တော်ရဲ့မိသားစုဝင်တွေနဲ့အတူတူဆွေးနွေးကြမှာဖြစ်ပါတယ်။ဒါဆိုကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုဒလီတစားဖိတ်ခေါ်လိုက်ပါတယ်။ KNU ဥက္ကဋ္ဌဖြစ်တဲ့ဘဒူစောကွယ်ထူးဝင်းအပါအဝင်တောင်ရှိတဲ့ခေါင်းဆောင်တွေအားလုံးကိုတေတံအထိပ်ပေးလို့ရတဲ့အမှု ဖွင့်လိုက်တာဖြစ်ပါတယ်လက်ရှိအချိန်မှာလှိုင်ဘွဲ့ yes ခန့်ကနေပြီးတော့စတင်အမှုဖွင့်လိုက်ပါပြီဟုတ်ပြီရွေးကောက်ဥပဒေလို့ခေါ်တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ရေးဥပဒေမှာအခန်း၈နဲ့ပုံမှန်32ခုရှိပြီးတော့ထောင်နှံ3နှစ်ကနေပြီးတော့တင်ထန်အထိချမှတ်နိုင်တဲ့ပြစ်ဒဏ်တွေပါတယ်ဆိုတာကျွမ်းမိသားစုဝင်တွေအလုံးသိရှိပြီးဖြစ်ပါတယ် ဆိုတော့သူတို့နှုတ်ကထွက်တဲ့ဥပဒေတွေအခုလည်းပဲရင်းခေါင်းဆောင်တွေအားလုံးကိုတေတံမှာပေးလို့ရတဲ့ဥပဒေနဲ့အရေးယူနိုင်ဖို့တိုင်းဘွဲ့ yes scan မှာစတင် ပြီးတော့အမှုဖွင့်လိုက်တာဖြစ်ပါတယ်ပုံမှန်တိုင်းကြည့်မယ်ဆိုရင်တော့ဟာတာအနေနဲ့ကျွန်တော်တို့မြင်တွေ့နိုင်ပါတယ်ဒါဟာတာမဟုတ်ပါဘူးကြောက်ရင်မိသားစုနေ ကင်လူကိုအမှုဖွင့်လိုက်ခြင်းကင်လူခေါင်းဆောင်တွေကိုကင်လူမြောက်ရေးအတွက်ကြိုးစားနေတဲ့ဥက္ကဋ္ဌအပါဝင်တာဝန်ရှိသူတွေအားလုံးကိုအမှုဖွင့်လိုက်ခြင်းမှုဖွင့်လိုက်တာတတိတန်းကြီးတော့ကျွန်တော်ရဲ့မိသားစုဝင်တွေခေါင်းဆောင်တွေကတော့အမှုဖွင့်လိုက်ခြင်းဟာ K KNU အပါဝင်ကရင်တမျိုးသားလုံးကိုအမှုဖွင့်လိုက်တာနဲ့အတူတူပါပဲကင်လူအားလုံးကိုတည်တံပေးတာလား ီရပိုင်းတွေမှာကျွန်တော်ဖက်စစ်ခွေးတက်ကနေပြီးတော့လက်နဲ့ကြီးလို့လင်းဘုံကျဲမှုတွေကိုกินနေกินပြင်နေအတွင်းထဲမှာဗျံဘက်ကလုံနေတယ်ဆိုတော့ကျွန်တော်တို့အောင်းသတင်းထက်ထက်မှတွေ့ရမှာဖြစ်ပါတယ်မြေပြင်မှာစကြောင်းတွေကိုအကြမ်းမှဖက်စစ်ခွေးတက်သုံးနေတာအခုစစ်မှုထမ်းအစ်စ်တွေကြီးပဲငွေဆေးတွေအလုံးအကျွန်းကျွေးပြီးတော့မူးမူးယူးနဲ့အရှိကိုတက်ကျွန်တော်တက်ကတက်လာတဲ့ကောင်တွေကိုအပေါ်ကနေပြီးတော့ စီးပစ်ကတာအားတော်နာတယ်ကျွန်တော်မှန်တရားပြောနေကျွန်တော်မိသားစုမှာနေဆိုတော့ဒီအချိန်တွေမှာအခုမင်းအောင်နိုင်ကတော့ကဲန်ဒီဥက္ကရာပါဝင်ခေါင်းဆောင်နေအားလုံးအမှုဖွင့်လိုက်ပြီးအမှုဖွင့်ခံရတဲ့သူတွေကတော့ကဲန်ဒီဥက္ကရာဘရိုဆော့ကွယ်ထူဝင်ကဲန်ဒီခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ဘရိုဆော့ဆဲကေဘရိုတာရုံမှုဘရိုဆော့တဲတီပွဲ ဘဒူစောလာထွန်းစောကြော်နီစောတာမလာတော်ဘဒူစောလော်အေမူဘဒူစောအေကလစ်ကလဆူဘဒူနော်ဒါတာဘဒူစောတော်နီနဲ့စောစာပလေဒီဝမ်စတဲ့သူတွေပါဝင်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီထဲမှာကျွန်တော်တို့ KNU ရဲ့ခေါင်းဆောင်တွေပေါ့နော်ကျွန်တော်သိတဲ့ခေါင်းဆောင်တွေအကုန်လုံးပါတယ် ဟုတ်ပြီအခုကျွန်တော်ကန်တဲ့ဥက္ခရာပါဝင်ခေါင်းဆောင်တွေအကုန်လုံးကိုအာနာသိမ့်ထားတဲ့နေ့စဉ်လူတက်နေတဲ့အချမ်းဖတ်ဝမ်းကောင်ကတဖန်ပြန်ပြီးတော့ကျွန်တော်နိုင်ငံအတွင်းထဲမှာသူတို့နှုတ်ကထွက်တဲ့ဥပဒေနဲ့အမှုဖွင့်လိုက် ဒီလိုကျွန်တော်မိသားစုနေကြားမယ်ဆိုရင်ပုံမှန်တိုင်းကတော့ဟာတလို့လို့ဘာလို့လို့တော့ဖြစ်ကောင်းဖြစ်နေလိမ့်မယ်မဟုတ်ဘူးဗျမင်းအွန်လိုင်းဂျပူကတကက်ကလင်ကြစ်ဒီကောင်တက်နဲ့ပတ်သက်တဲ့သူမှန်သမျှအကုန်လုံးဟာတမန်စင်တမန်စင်တိုင်းဘတော်မှဘလို့မလို့တပါကလင်ကြစ်နီလန်းတွင်နေပဲသူတို့တွေကလုံးလုံးနေကြတာ ကျောင်းမိသားစုတေချာလေ့လာကြည့်လိုက်ရင်သိတယ်ဘသူဘသူတွေကိုလောက်ကြမယ်ဘသူဘသူတွေကိုဆွဲချမယ်ဘသူဘသူတွေကိုထောင်ထဲထည့်မယ်ဘသူဘသူတွေကိုတက်ဖြတ်ပြပြီးတော့အကြောက်တရားတွေနဲ့ဘလိုမျိုးငါတို့ကိုထိရင်ဘလိုဆိုတာမျိုးပဲသူတို့တွေကလောက်ပြတက်တဲ့သူတွေနောက်ထပ်ချက်ချက်ကလက်ရှိကင်းလူခေါင်းဆောင်တွေနဲ့ဥက္ကရာအကုန်လုံးကိုအမှုဖွင့်လိုက်တယ်ဆိုတာကကင်းလူခေါင်းဆောင်တွေအတွက် ါခံမှန်းလို့မရတဲ့အနေမျိုးစုံနဲ့ရင်ဆိုင်ရမယ့်အခြေအနေတစ်ခုကိုလည်းသူတို့ဖြန့်တီးချင်တာလည်းပါလိမ့်မယ်ကျွန်တော်ဒီတော်လိုင်းတောက်လျှောက်မှာအခုပောက်ပိုင်းမှာအစလီရဖြစ်နေကြတဲ့ကျွန်တော်ပြည်သူတွေရဲ့ဒါလေစာချစ်ခင်မှုကိုလည်းရထားတဲ့ခေါင်းဆောင်တွေသူတို့ကိုလောက်ကြံဖို့အထိမင်းအောင်လှိုင်ကစီစဉ်ထားတာလို့ကျွန်တော်တို့တိတိကျကျသိရှိထားတာရှိတယ် ဥမာကျွန်တော်ရဲ့ချင်းသိကြီးတောပင်အကျော့အစေဝါသူ့ကိုလည်းလောက်ကြံဖို့အတွက်အချိန်ချင်းစူးစမ်းခဲ့၃ချိန်ရှိသွားပြီကျောင်းမိသားစုဝင်နေပြီးတော့ကျွန်တော်တို့ကော်ပါကော်လန်ကစစ်ကြောင်းကဘူတာဘောလို့စသည်အားဖြင့်သူတို့ကိုလည်းလောက်ကြံဖို့အတွက်မင်းအောင်လှိုင်ကတိတ်တိတ်ဆိတ်တော်၎င်းတရင်အချက်လက်ပေးမဲ့သူတွေကိုတော်၎င်း လက်သက်မွေးပြီးတော့စီစဉ်ထားတယ်ဆိုတာလဲကျွန်တော်တို့အားလုံးကြားသိခဲ့ပြီးဖြစ်တယ်။ဆိုတာကအဲ့ဒီမှာရှိနေတယ်ကျွန်တော်တို့လူငယ်တွေကတာမန်တွေမဟုတ်ဘူး။ဒီအကြောင်းတွေကိုကျွန်တော်ရဲဘော်တွေလည်းသိပါတယ်။အဲ့တော့ကျွန်တော်ရဲဘော်တွေကဘာပြောလဲဆိုတော့သူတို့လေးစားချစ်ခင်ရတယ်။သူတို့ရဲ့အခုလက်ရှိခေါင်းဆောင်တွေပေါ့ဗျာ။အကျော်ရဲ့စေဝါတို့လိုမျိုး အပူတာဘောတော့လို့မျိုးပေါ့ဗျာအခုလက်ရှိပေါ့နော်အများကြီးရှိပါသေးတယ်ဆိုတော့ဒီကောင်းဆောင်တွေစီကိုရောက်ဖို့ဒီကောင်းဆောင်တွေကိုလှုပ်ကြံဖို့ဆိုရင်ငါတို့ကိုကြော်မှပဲလှုပ်ကြံလို့ရမယ်ဆိုတာမျိုးကျောင်းလူငယ်တွေတခါတည်ရန်ချရင်အရန်ကိုကျွန်တော်တို့ဒီကြောက်တမန်လေးလေးတိမ့်ဖန်ဖန်ထမိကျွန်တော်လူငယ်တွေရဲ့စိတ်ထက်အခုကဲလူကောင်းဆောင်တွေ ਨੇ ကန်တောင်းဝင်ရှိတဲ့သူခေါင်းကြီးပိုင်းကြီးအကုန်လုံးကိုအမှုဖွင့်လိုက်တာအဲ့ဒီအမှုကလည်းပဲကျွန်တော်ရေကောက်ပွဲကိုဖျက်ဆီးတဲ့သူဟန်တာလိုက်နှောက်ရက်တဲ့သူတွေကိုတေတံပေးနိုင်တဲ့ပုံမှန်တွေနဲ့ဖြစ်တယ်ဟုတ်ပြီရေကောက်ပွဲကိုလက်ကန်နဲ့ဆန့်ကျင်ပြီးတော့ဖျက်လို့ပျက်စီးလုတ်တယ်ဆိုတဲ့ဆွဆွဲချက်နဲ့ကန်တောင်းဝင်ရှိသူတွေကိုလှိုင်ပွဲမြို့မှာ yes ခံပအမှတ်73မြင်းဆောင်2025ပုံမှန်23ကကြီးပါ14မြင်းဆောင်2025ပုံမှန်23ကကြီး ပုံမှန်24ခဝင်းနဲ့အမှုဖွင့်ထားတာဖြစ်ပါတယ်ဒီကိစ္စတွေဖြစ်လာတယ်ဆိုတာကရုပ်ောက်ပွဲကိုလက်မခံဘူးလို့ KNU အတိုင်းဝိုင်းနဲ့ KNU ခေါင်းဆောင်တွေကပြောပြီးနောက်ပိုင်းတွေမှာပုံမှန်2ခုနဲ့ KNU မှာရှိရှိမြခေါင်းဆောင်တွေအကုန်လုံးကိုအမှုဖွင့်အဲ့ဒီအမှုကလည်းပဲထောင်နဲ့၃နှစ်ကနေပြီးတော့တေဒံအထိပေးနိုင်တဲ့ပြစ်ဒဏ်တွေချမှတ်နိုင်တဲ့အမှုတွေဖြစ်ပါတယ် သူတို့ KNU ကိုလှုပ်လို့ရမှာတော့ KNU ဆိုတာကကြာပြီဗောပျောက်သွားတာနှစ်ပေါင်း80ကြာကြာဘာကြောင့် KNU ကိုသူတို့ထိလို့မရတာလဲ KNU တမျိုးသားလုံးရဲ့ဥစ္စာနေတဲ့အဖွဲ့အစည်းကဘာကဘာအတိမတ်ပြုထားတဲ့တိုင်းရင်းသားအဖွဲ့အစည်းလက်ရှိတိုင်းရင်းသားတွေနဲ့အတူတူ ဒါပူပေါင်းလို့ဆောင်မှုတွေ ਨੇ ကျွန်တော်လူငယ်တွေကိုဒါမြေတော်မြောက်ပေးနေတဲ့အဖွဲ့အစည်းပေါ့နော်။ကျွန်တော်ကကျေးဇူးအများကြီးရှိပါတယ်ကရင်ရဲ့ကျေးဇူးတွေ။ကဲအဓိက KNN ကိုကျေးဇူးတွေပေါ့နော်။အထူးပါတော့ကရင်နဲ့ KNN ဆိုတာခွဲလို့မရအောင်။ကျွန်တော်တို့ဒီမြို့ပြတည်တည်ရနေပြီးတော့ရှောင်လာတဲ့အချိန်မှာကျွန်တော်တို့လက်ခံထမင်းကြွေးတာကရင်ဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တို့စစ်တင်တန်းတွေပြတာလည်းကရင်ပဲဖြစ်ပါ ။ဘာဖြစ်ဖြစ်ကင်းနေအားလုံးစီလုံးညီညွတ်ဖို့ကျွန်တော်တို့အားလုံးကလည်းမျောလင့်နေလို့ကင်းနေအားလုံးစီလုံးညီညွတ်မဲ့နေကိုလည်းကျွန်တော်တို့အားလုံးကယနေ့ချိန်ထိဝိဉ္ဇဉ်ကူညီမှုတွေနဲ့အတူတူရှိနေစေပါ။ဆိုရတာတစ်ခုကဒီလိုအမှုဖွင့်လိုက်ခြင်းအဖြစ်လက်ရှိမင်းအောင်နိုင်တဲ့ဒါဆက်ကမနဲ့စခွင်းနဲ့ပေါင်းနေတဲ့ BGF အတွက် လမ်းဖွင့်ပေးလိုက်တယ်လို့ဖြစ်မနေဘူးလားဒါကိုစဉ်းစားရမှာဖြစ်ပါကျွန်တော်မိသားစုဝင်နေကင်းခေါင်းဆောင်တွေဟာအရှိမလုတ်ကြံတက်ဖြတ်ခံရတဲ့အခင်းချင်းတွေအများကြီးကရင်တွေရင်ဆိုင်ခဲ့ရပြီးပါပြီလက်ရှိအချိန်ထိလည်းပဲကရင်ခေါင်းဆောင်တွေကိုလုတ်ကြံတက်ဖြတ်ဖို့အတွက် အောက်တန်းကျတဲ့အောက်လုံးတွေတုံးပြီးတော့မင်းအောင်လှိုင်ကတောက်လျှောက်စူးစမ်းခဲ့တာ သူတို့တွေလှုပ်လို့မရလို့တာတော့တော်လိုင်းနဲ့ပတ်သက်တဲ့ခေါင်းဆောင်တွေဆိုပိုဆိုးတယ်လှုပ်ချင်တာကိုင်ချင်တာပြီးတော့သူတို့ထောက်လန်းရေးတွေအများကြီးကိုဖြန့်ကျက်ပြီးတော့ခဏချင်းအထိတိတ်တိတ်ပုံစုံစမ်းနေတာအန်ယူဂျီနဲ့ပတ်သက်တဲ့ခေါင်းဆောင်တွေကိုလည်းထုံနေလောက်မှကျွန်တော်ရင်မိသားစုမှာနေသူတို့ကခေါင်းဆောင်ကိုရှင်းလိုက်ရင်ကျွန်တော်တို့အားလုံးငြိမ်သွားမယ်လို့ထင်ခဲ့ကြတာ သူတို့ပထမအဦးဆုံးမှားသွားတဲ့အမှားဒေါန်ဆန်းစွတ်ကြည်ကိုဖမ်းလိုက်တယ်ပြီးတော့ကျွန်တော်တို့နိုင်ငံရဲ့သမရကြီးကိုဖမ်းလိုက်တယ်ဖမ်းပြီးတော့ဂနေချီလီရဲ့ထောင်ထဲမှာထည့်ထားတယ်ဒါပေမဲ့ကျွန်တော်တို့ကိုသူတို့တွေမထိန်နိုင်ကျွန်တော်လေးစားတာရှိတယ်ကျွန်တော်တို့ချစ်ခင်တာရှိတယ်ကျွန်တော်တံမိုးထားတာရှိတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်ဟာကျွန်တော်တို့အားလုံးကိုခေါင်းဆောင်ဖြစ်အောင်ညီတော်မျှောက်ပေးခဲ့ပြီ ျွန်တော်စပားမင်းလေးတပင်စိုက်လိုက်စပားစီလေးတစ်စီရနေပြီစပားမင်းကကြီးလာပြီးတော့စပားကင်တွေဝင်းမဲ့လာပြီးတော့ဝင်းမဲ့လာတဲ့စပားကင်တွေကနေပြီးတော့စပားတွေအများကြီးဟာမြေပေါ်မှာကျွေကြပြီးတော့နောက်ထပ်စပားတွေအများကြီးပေါက်စီတယ်ဒါကိုမင်းအောင်နိုင်ကခေါင်းဆောင် ဒေါန်ဆန်းစုကြည်ကိုဖမ်းလိုက်မယ်။နိုင်ငံတော်သမ္မတကြီးကိုဖမ်းပြီးတော့အချုပ်ထဲမှာထည့်လိုက်မယ်။အချင်းချတော့မယ်ဆိုရင်တော့ဒီကောင်လေးအားလုံးငြိမ်သွားမှာပဲ။မင်းတို့ကောင်းကောင်းကငါတို့လက်ထဲမှာငါတို့မောက်ချင်မောက်လှမ်းလို့မှလှမ်း။နောက်ဆုံးပြပြမယ်ငါတို့တေးတန်ပေးလို့တေးတန်ချလိုက်လဲမင်းတို့ဒေါန်ဆန်းစုကြည်ကတေးမှာပဲ။တေးတန်ကြခံရမှာပဲ။မင်းတို့ရဲ့မင်းတို့ရုပ်ကရွေးချယ်တင်မြောက်ထားတဲ့ နိုင်ငံတော်တမရနိုင်ငံနိုင်ငံတနိုင်ငံလုံးရဲ့အမြင့်ဆုံးမှာဆိုတဲ့တမရကြီးကိုလည်းငါတို့ဖမ်းလာတာငါတို့လက်ထဲမှာပဲငါတို့တည်တံပေးလိုက်ရင်သူလည်းတည်တံခံရမှာပဲဒီနေ့ချိန်ဒီကျွန်တော်တို့ပြည်သူကိုဒါမျိုးကိုသူကပြလာတာဒါပေမဲ့ကျွန်တော်အားလုံးကမျိုးစစ်အဖြစ်ရှင်သန်ကြီးထွားလာကြတာသူတွေဖြစ်တယ်အခုလည်းပဲကဲနီနဲ့ကဲနီခေါင်းဆောင်တွေကိုသူတို့ကလှိုင်ဘွက်ရေစကန်မှာ ညမှာရေစကန်မှာအမှုဖွင့်တယ်ဆိုတော့ဟုတ်ပြီဟာဗာအနေနဲ့တစ်ချက်ပြန်တွေးမယ်ဆိုရင်လှိုင်ခွဲရေစကန်ကခေါင်းတွေက KNU ခေါင်းဆောင်တွေကိုလာဖမ်းပေးမှလာအဲ့ဒီရဲခွေးတွေကပြီးတော့မြောက်ဝီရေစကန်ငုတ်တုတ်ကြီးနော်ကျွန်တော်ရဲ့မိသားစုငုတ်တုတ်ကြီးနော်2021အာနာသိန်းကလေးကမြောက်ဝီရေစကန်ကခနေ့အချိန်ထိငုတ်တုတ်ကြီးအဲ့ဒီရေစကန်ခေါင်းတွေကအမှုဖွင့်ထားတော့ဝင်ဖမ်းပေးမှ မဟုတ်ဘူးကရင်အချင်းချင်းကိုသူတို့သွေးခွဲလိုက်တာဖြစ်တယ်ကရင်အချင်းချင်းတတ်အောင်သူတို့တွေအခုနောက်ဆုံးကြီးမားတဲ့ရုပ်မှမှုတစ်ဖက်နဲ့အသက်သွင်းလိုက်တာဖြစ်တယ်ကျော် KNU ကရင်တမျိုးသားလုံးရဲ့ခေါင်းဆောင်တွေဖြစ်တဲ့အခုဥက္ကဋ္ဌဘရိုဆော်ဖိုနီ ဆောကြာမီပြီးတော့ဘဒိုဆောလာထွန်းကျွန်တော်သိတဲ့ခေါင်းဆောင်တွေအများကြီးဒီခေါင်းဆောင်တွေအကုန်လုံးကိုတေးတန်ပေးလို့ရတဲ့အမှုတွေဖွင့်လိုက်တယ်ဆိုတာကကရင်အချင်းချင်းတက်ဖြတ်အောင်ဒီကောင်တွေအမှုစင်လိုက်တာရှင်းရှင်းလေးပဲသူတို့လာဖမ်းလို့မရဘူးသူတို့ထိလို့မရဘူးကျွန်တော်ပြောမိတာသူတို့ထိမယ်ဆိုရင်နှစ်ပေါင်း80အတွက်ရည်တည်ခဲ့တဲ့ KNU ဆိုတာဖြစ်လာမှာမဟုတ်ဘူးရှိလဲရှိမှာမဟုတ်တော့ ဒေဂျာလာတစ်ခုကတော့ခိုင်ခိုင်မာမာပြောရတာက KNU ကိုသူတို့လုံးဝကိုထိလို့မရအောင်ဒါပေမဲ့သူတို့အဲ့ဒါကိုလည်းသိတယ်ကျွန်တော်ရင်မိသားစုဝင်သူတို့သိတယ်ကျွန်တော်ရဲ့ဗီဒီယိုကင်းနေအများကြီးကြည့်ပါစို့ကျွန်တော်မျှော်လင့်တယ်နိုင်ငံတကာရောက်ကရင်တွေပြီးတော့ကရင်ချင်းချင်းရန်ဖြစ်နေတဲ့သူတွေကရင်ချင်းချင်းလိုင်းပေါ်မှာပြောဆိုနေတဲ့သူတွေမြင်စေခြင်းနဲ့ကျွန်တော်တို့ချင်းချင်းရန်မှာဖြစ်ပါနဲ့ကျွန်တော်ကအချင်းချင်းရန်ဖြစ်တာကို တကယ်ကိုမနစ်မနစ်မြို့ဒီတော်လန်ရေးမှာကျွန်တော်ရံဖြစ်နေလို့ဘာမှအကျိုးမထူဒီတော်လန်ရေးမှာတော်တော်တော်ပုတ်ချနေလို့ဘာမှအကျိုးမထူကျွန်တော်နောက်တစ်ချက်ဧပြီလရက်ကိနေမီမှာစစ်တနန်စတက်ခဲ့တာအခုလက်ရှိအခင်းချင်းနေအကုန်လုံးကိုကျွန်တော်တော်တော်လေးသိတယ်အများကြီးသိတယ်လို့ပြောလို့ရတဲ့အထက်မှာပါတယ်ဘာကြောင့်လဲ ျွန်တော် KNDU စစ်တင်နဲ့တက်ပြီးတော့မှကျွန်တော်၄ gig ကောမှပြန်ဆင်းလာတာအဲ့၄ gig ကောမှကျွန်တော် PDF စစ်တင်နဲ့တက်ဖို့စောင့်နေရတာအကြာကြီးအဲ့ဒီမှာလွတ်တော်အမှတ်တွေကျွန်တော် ARV ရအဖွဲ့တွေပြီးတော့တက်မှာ6 KMDO ပြီးတော့ DKPA အများကြီးအများကြီးကျွန်တော်တို့ကြုံတွေ့ခဲ့ပြီးပြီးရေဘောရှန်လေးကိုအကုန်လုံးဒီမှာသိကျွန်တော်လည်းအားလုံးကိုသိတယ် ဒါပေမဲ့တော်လန်ရေးမှာကျွန်တော်တော်လန်ရေးမပြီးမချင်းဒါရီယာကျွန်တော်တို့တက်ပြောဆိုရဲအအပုတ်ချရဲမချင်းနဲ့လို့ပေါ့နော်လူကွေဆိုရှယ်စာမျက်နှာမှာထရှင်းကြတယ်ဆိုတာမျိုးကအလုံးမဟုတ်ဘူးတော်လန်ရေးမှာကျွန်တော်တို့ကြီးမြတ်ဖို့လေ့ကျင့်သင်ကြရမှာကျွန်တော်တို့ကိုယ်၌လည်းအမားတွေအများကြီးရှိခဲ့ဘူးတွေလုပ်ခဲ့ဘူးတွေဒါပေမဲ့ဒီအမားတွေကိုကျွန်တော်တို့ပြန်လည်ပြီးတော့စင်ကျင်သုံးသက်ရင်းနဲ့ပုံမခိုင်မအောင်ကျွန်တော်တို့တိစောက်နေရတယ် ဒါကြောင့်ကင်းနေအအောင်ကြားစီချင်တာပါကင်းနေချင်းချင်းရံမဖြစ်ကြပါနဲ့ကင်းအဖွဲတွေအခွဲခံခဲ့ရတယ်ခင်ညွတ်လက်ထက်ထဲကအခုချိန်ထိပြန်ပြီးတော့မစုစည်းနိုင်ဘူးအခုချိန်ထိလည်းတိုက်တဲ့သူတွေကတိုက်တယ်မတိုက်တဲ့သူတွေကမတိုက်ဘူးလမ်းပြတဲ့သူတွေကလမ်းပြတယ်ထမင်းကျွေးတဲ့သူတွေကထမင်းကျွေးနေစေ ကိုယ်လက်ကိုကိုပြန်ကြိုက်တယ်သမီးကျွေးတဲ့လက်ကိုပြန်ကြိုက်ပါတယ်ဆိုတာတောင်မှယူသွတ်စွာအိမ်မက်တွေမှတ်ပြီးတော့သမီးကျွေးနေကြစေကဘာကြီးကပြောင်းလဲသွားပြီလက်နဲ့နဲ့အုပ်ချုပ်လို့ရတယ်ခက်လည်းမဟုတ်ဘူးအာနာနဲ့အုပ်ချုပ်လို့ရတယ်ခက်လည်းမဟုတ်ဘူးငွေကြီးနဲ့အုပ်ချုပ်လို့ရတယ်ခက်တယ်မဟုတ်ဘူးရရင်လည်းပဲတကယ်နာဟုတ်ပြီအမေရိကန်ကမွေးစင်းနဲ့ပတ်သက်ပြီးတော့ဆန့်ကျင်တွေ တိတိကျကျထုတ်ပြန်ခဲ့တဲ့အထက်မှာမြန်မာနိုင်ငံလည်းပါသွားတယ်။ပြီးတော့ကြားဖြတ်နဲ့ပတ်သက်ပြီးတော့လူလိန်ဂိုင်းအဓိကတရားခဏ်တွေကိုထုတ်ပြန်ကြီးညာချက်သေးကလည်းမြန်မာနိုင်ငံတဲကလက်နက်ကင်ဖွဲ့တွေပါသွားတယ်။အချင်းချင်းမညီညွတ်လို့မရဘူး။အချင်းချင်းမညီညွတ်ရင်အချင်းချင်းအခုမင်းအောင်လှိုင်ကပြန်တက်ခိုင်းနေပြီဖြစ်တယ်။ကင်းလေးကိုကျွန်တော်အရန်ချစ်လွန်လို့ ကိုလည်းပဲနေစဉ်ကျွန်တော်ခင်ဖြစ်နေတွင်းနေကိုလက်နဲ့ကြီးတွေတချင်းချင်းတဖုံးဖုံးနဲ့ကရင်မြေတော့ကရင်မြေကရင်မြေပေါ်မှာသူတို့လှုပ်ချင်တိုင်းလှုပ်သူတို့တက်ချင်တိုင်းတက်သူတို့ဖြက်စီးချင်တိုင်းဖြက်စီးသူတို့မီးရှို့ချင်တိုင်းမီးရှို့ဖြက်စီးနေတာကိုထိုင်ကြည့်ရက်တဲ့ကရင်တွေကိုကျွန်တော်အံ့ဩတာကရင်ပြည်သူမပါဘူးဤပြည်သူစပေးဆောင်ရတာ ဟာငါတို့ကင်းမြေပေါ်မှာကွာဘုံလာကျင်းနေတာကွာဒီမြေပေါ်မှာငါတို့မွေးခဲ့တာဒီမြေပေါ်မှာငါတို့ကြီးခဲ့တာဒီမြေပေါ်မှာငါတို့အသက်ရှင်ရပ်တည်ခဲ့တာဒီမြေမှာငါတို့ချက်မြုပ်ခဲ့တာကရင်မျိုးတစ်မျိုးတာလို့ကရင်မြေပေါ်မှာဘုံလာကျင်းနေတာကိုအချို့ကရင်တွေကလမ်းပြပေးနေတဲ့အချို့ကရင်တွေက point tv အညွှန်းနေပေးနေတဲ့အချို့ကရင်တွေကသမီးမှကြွေးထားသေးတယ်ဆိုတော့ ဒါပြင်နေစရာပါပေးထားသေးတယ်ဆိုတော့စဉ်းစားပေါ့ဗျာအခုကရင်ကောင်းဆောင်တွေအကုန်လုံးကိုတေတံမှာပေးနိုင်တဲ့အမှုဖွင့်လိုက်ပြီကဲအဲ့ဒါကရင်တမျိုးသားလုံးကိုစိန်ခေါ်လိုက်တာပဲဒါပြင်ကရင်တွေကရင်အချင်းချင်းနေရာတွေငွေကြေးတွေယာတူးတွေတက်မှတ်အောင်လဲငကိုရဲကလုပ်ခဲ့တယ်အခုပို့ပြီးတော့ တတ်မှတ်စေမဲ့ကိစ္စမျိုးအခုအမှုစင်ပြီးတော့ကရင်အချင်းချင်းတက်ဖြတ်ဖို့အတွက်မင်းအောင်လှိုင်းအောက်လုံးထိုးအောက်တန်းစားအရန်ဆန့်နေပြီဆိုတာလေးကိုကျွန်တော်သိစေချင်တာပါဟုတ်ပြီလက်ရှိအချိန်မှာကျွန်တော်စန့်ကျင်ကန့်ကွက်ခဲ့တဲ့ချင်းပြည်နယ်ချင်းလန်းအစိုးရအဖွဲ့ကဥပါထံ ေါက်တာရွှေခါဦးထောင်စလန်းဥရောပင်အပါအဝင်18ခုဥကိုလည်းပဲရွေးကဥပဒေနဲ့ဟာခါမျိုးမှာ yes scan မှာစတင်ပါ၄ရက်နေ့ကအမှုဖွင့်ထားပါတယ်။ကိပင်းနယ်နဲ့မဟုတ်ဘူးချင်းပြည်နယ်မှာလည်းထွန်းလင်းကောင်းမယ်။သူတို့တွေကျွန်တော်တို့တိုင်းရင်းသားတွေကိုစိန်ခေါ်နေတယ်။ကျွန်တော်တိုင်းရင်းသားတွေတဲမှာကျွန်တော်တို့ဗမာတွေလည်းပါတယ်နော်။အာဗမာတိုင်းရင်းသားမဟုတ်ဘူးမဟုတ်ဘူး။ဗမာလည်းတိုင်းရင်းသားပဲ။ ကချင်ကရမုံမမရောခိုင်ရှမ်းအဲ့ဒါအကုန်လုံးတိုင်းရင်းသားပဲအဲ့ဒါအကုန်လုံးပြည်အောင်စုလို့ခေါ်တယ်အနေဆုံးတော့ကိုတိုင်းသားညီကိုမောင်မတို့ရဲ့မျက်နှာကိုကလင်းငယ်တွေရဲ့မျက်နှာကိုကြည့်ပြီးတော့ကျွန်တော်တို့အလုံးလုံးကြစေခြင်းတယ်ကျွန်တော်လူငယ်တွေပြီးတော့ဒီအာနာရှူဖတ်စစ်အချမ်းဖတ်စစ်တက်ကိုယွန်ရှာမုန်တိနေတယ်ကျွန်တော်တို့ပြည်သူတွေအတန်ကိုနားထောင်ပေးဖို့လို့ ါကြောင့်ဒီကနေ့မှာကရင် KNU ဥက္ကအပောင်းခေါင်းဆောင်တွေကိုရကောက်ပွဲဥပဒေနဲ့အမှုဖွင့်လိုက်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကျွန်တော်ရဲ့မိသားစုဝင်တွေအမြင်ကျွန်တော်သိရှင်ပါတယ်ဟာမြန်အောင်ကဝတ်ဦးလှဲ့လို့တရပီးတရကျက်နေတာလားတပီးတရရစ်ထဲ့နေတာလားမဟုတ်ဘူးမဟုတ်ဘူးကျွန်တော်ရဲ့မိသားစုဝင်တွေမဟုတ်ဘူး तू ကအရာပေးလိုက်တာ तू ကအရာပေးလိုက်တာအဲ့ဒီရင့်မဲ့သူတွေက तू ကိုယ်တိုင်ဝင်ရစ်လို့မရအောင်ခရင်အချင်းချင်းအဖွဲတွေပူကွဲသွားအောင်ခရင်ချင်းချင်းအာနာပါဝါတွေနေရာတွေပူပြီးတော့ယူခြင်းအောင်အဲ့ဒါမှ तू ခရင်တွေကိုခရင်တွေကောင်းထောင်လို့မရအောင် သူလှုပ်ထားလို့ရမှာအဲ့ဒီပုံစံမျိုးနဲ့ကရင်ကိုလှုပ်ခဲ့တာနှစ်ပေါင်း80ရှိပြီကျွန်တော်တို့လည်းသိတယ်ကရင်တစ်မျိုးသားလုံးလည်းသိတယ်ဒါကြောင့်ကရင်တွေဟာကျွန်တော်ကတော့အာကရင်ရဲ့ဖန်မှာကျွန်တော်ကတော့ KTLF ဖန်မှာကျွန်တော်ကတော့ KNLF ဖန်မှာကျွန်တော်ကတော့ BGF ရဲ့ဖန်မှာကျွန်တော်ကတော့ PCF ဖန်မှာမဟုတ်ဘူး ဒါရင်ညှင်းခုန်နေလို့မရဘူးကျွန်တော်အားလုံးကကရင်ဖြစ်တယ်ကရင်တွေအားလုံးအတွက်ကရင်တွေစီမှာပဲတာဝန်ရှိတယ်ဒါကြောင့်ဒီနေ့မှာတင်ပြခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့မိသားစုကိုနေဆက်ဆက်ပြီးတော့စင်စာမိနေမယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်အားလုံးကအတူတူဖြစ်တယ် ကင်ကိုထိရင်ကျွန်တော်တို့ထိတာနဲ့အတူတူပါပဲချင်းလန်းမှာအခုသူလည်းထုတ်ပြန်ကြီးညာခံထားရတာပဲအမှုဖွင့်ခံထားရတာပဲဆိုတော့အရခတ်တော့အေးအေးရခိုင်ရခိုင်ကတကောင်းနေစစ်လုံးဝမနိုင်တော့ဘူးဗျာသူတို့သိပြီသားအဲ့တော့ဘာလုပ်လဲမွေးအစေးခေါင်းစဉ်နဲ့ဘုရုပ်ထုံးမြတ်နိုင်ကိုပြန်ပြီးတော့သူတို့ကကဘာမှာပြန်ပြဘုရုပ်ဆုံးမနိုင်ရ အမွေစီကိုဖြန့်ပြူထုတ်လို့ဖြန့်ပြူရောင်းချနေတယ်ပေါ့ဗျာ။တွားလက်ရှင်းပါလေသူပြောတာ။အားလေရန်ကုန်ကိုရဲ့မွေစီဝါလေးမများအပြဘလို့ရောက်တာလားလေ။ဖြည့်ကြည့်ပေါ့။ခမင်းစားတဲ့သူပြောတဲ့စကားနဲ့ခြေစားတဲ့သူတွေပြောတဲ့စကားဘာမှမဆိုင်။အမျိုးမျိုးသူတို့လုပ်နေတာနော်ကျွန်တော်မိသားစုဝင်နေ။ဘာမှလူဝင်ကြကိစ္စလည်းဘင်္ဂါလီကိစ္စတွေအဟိုကိစ္စဒီကိစ္စတွေနဲ့သူတို့တွေ ်မိုင်းတိုက်တယ်ပြီးတော့ ARSA အချမ်းဖတ်လက်ကင်ဖွဲ့တွေကိုလက်နဲ့တက်ဆင်ပေးပြီးတော့တစ်ဖက်လှည့်နေပြန်ပြီးတော့ AA ကိုနစ်နာအောင်ထိခိုက်အောင်လုပ်ခဲ့ကြတယ်ညီမျိုးစုံနဲ့ထိုးနှက်နေတယ်အာရခတက်တော် AA ကိုဘာလို့ချုံမြလိုက်ပြောတဲ့စကားလက်ရှိတော်လန်ရေးထဲမှာကျွန်တော်တို့ရခိုင်သူရခိုင်သားတွေလောက်အစင်းရဲဆုံးအငတ်ပြတ်ဆုံးမရှိပါဘူးဗျာ ဒုက္ခအရောက်ဆုံးအမြတ်ဆုံးဆိုတဲ့ရခိုင်နေဟာအကျံဖက်စစ်ခွေးတက်အကြောက်ရဆုံးသူတွေဖြစ်နေတာဘာကြောင့်ပါလဲအရန်ကိုအော်ဖို့ကောင်းတယ်